ဘေးပဝင်းကျင်ကိုယင်သွားဖွင့်ရင်လည်းစစ်တပ်ကိုဆန့်ကျင်ပါလေဆိုတဲ့ဟာနဲ့ဒါတိုင်ရဲသွားပြီးတော့မှစစ်တပ်ကိုသွားလက်တွေ့ရင်လည်းတခါဒီမျိုးသမီးကဖမ်းခံအောင်မယ်မိဘကလေး၃ယောက်ကခုတ်ကိုရမဲအောင်မယ်ပေါ့နော်မပ္ပတာဖြစ်စင်တဲ့တောင်ဒါဆိုးတယ်လို့တောင်ပြောလို့ရတဲ့အခြေအနေမျိုးဒီစစ်တပ်ကရုံမာနေပြီပေါ့နော်ကျွန်တော်တို့ခွေးကိုခဲနေပြတာခွေးနားမှာကတ်လိုက်လာတော့ကတ်လိုက်လာတဲ့လူကိုသွားပြီးတော့မှခဲစဆင်တဲ့ ပုံစံမျိုးအနေထားမျိုးဖြစ်တယ်ပေါ့နော်စစ်တပ်ကနောက်ကလိုက်ရင်အရင်တုန်းကအန်ရကင်းတယ်လို့ထင်ရပေမဲ့အခုကကစစ်တပ်ကနောက်ကကတ်လိုက်လေပို့ပြီးတော့မှအန်ရများလေဒီခီးကဘယ်လောက်ထိအရေးကြီးနေလို့လဲပေါ့နော်အဲ့တော့မြောက်ပိုင်း၃ဘွဲ့မှာဒီလိုမျိုးအေးအေးဆေးဆေးပြန်ပေးတာနှစ်ဖွဲ့ကတော့ပြန်ပေးပြီးဖြစ်သွားပြီအရကတော့အေးတစ်ဖွဲ့ပဲကြံတော့တယ်ဒီမျိုးလေးမျိုးကတကယ်ပဲတရုတ်ရဲ့ဖီးအားကြောင့်ကျွန်တော်တို့ချစ်ကောင်စီကအေးအေးဆေးဆေးပြန်ရသွားနိုင်မလားပေါ့နော် အားလုံးမင်္ဂလာပါထုံးတန်တိုင်းပေါ့ကျွန်တော်ဒီနေ့2025နိုဝင်ဘာ10ရက်နေ့ပေါ့ထုံးတန်တိုင်းကျွန်တော်တင်ဆက်နေကြထူးခြားသတင်းတွေပေါ့နော်ထူးခြားသတင်းတွေပတ်သက်ပြီးတော့ဒါဒီနေ့ကျွန်တော်ဒါတန်ဖိုင်လေးတစ်ခုဖွင့်ပြပါအတန်ပိုင်းဆိုရုပ်ပါပါတယ်ပေါ့နော်ဒါပေမဲ့ဟိုရုပ်တန်ကတော့ကျွန်တော်မထည့်တော့ဘူးပေါ့နော်ရုပ်တန်တော့မထည့်တော့ဘဲနဲ့ဒါအတန်လေးပဲကျွန်တော်အရင်ဆုံး59စက္ကန့်ပဲရှိပါတယ်မိနစ်တော့မပြေးဘူးပေါ့နော်ဒါလေးကျွန်တော်တစ်ချက်ဖွင့်ပြမှာပေါ့မကြည့်ပါဘူးကျွန်မတမိလေးတွေ တုံးဟောင်းတလုံးចောင်းသားလေးတွေဒီចောင်းသားလေးတွေ ਨੇ ကျမဘယ်လိုလုပ်စားမလဲဖေယူလည်းခေါ်သွားတယ်တားနှစ်ယောက်ကိုလည်းခေါ်သွားတားနှစ်ယောက်ကနှစ်နှစ်နှစ်ပြည့်တော့တားလက်ကလေးဆိုရင်စေယုံမှာစေယုံတက်နေရတယ်ခုနှစ်လရှိပြီအခုတားအကြည့်လေးဆိုလည်းရှေ့တန်းကို သွားနေရတယ်နှစ်နှစ်ပြည့်တော့မှတားနှစ်ယောက်တလုံးအဲ့ဒါအခုဖေယူမပုံနေလဲဘူးဆိုပြီးတော့6ကိုသွားလိုက်တာ မပုတ်နေရုံအဝါလေးမှလေးတန်းဆွဲကားပေါ်နေအတင်းဆွဲစားတာကျမလိုက်သွားတော့ကျမကိုတန်းနဲ့တင်နဲ့ထုမဲ့ထောက်မဲ့တကယ်ကင်းနဲ့သားတွေနဲ့ဖေးတွေနဲ့တွဲရိုက်ထားတဲ့စစ်တပ်ဘုံတွေပြလဲမရဘူးအိမ်အောင်စုစရာတွေပြလဲမရဘူးခြေတလုံးဖက်လဲမရဘူးတက်မဲ့ရိုက်မဲ့တကယ်ကင်းနဲ့အတင်းမောင်းလို့တယ်ဆွဲအတင်းတွန်းလို့တယ်အဲ့တော့အိမ်မှာရှိရမှာမိသားစုက9ယောက ဲ့မှာသမီး3ယောက်ตา2ယောက်5ယောက်အဖေနဲ့အမေနဲ့ပေါင်း9ယောက်မှာမျိုးသမီးက4ယောက်ရှိရဲ့သမီး3ယောက်ရဲ့အမေရဲ့မျိုးသမီးက4ယောက်သမီးဆိုတာလဲတော့မိဘကိုလောက်ကန်ကြွေးမွေးနိုင်တဲ့အရွယ်တွေမဟုတ်သေးဘူးတိတိလေးတွေဘေးမှာထိုင်နေတာဘုစုခယူလေးတွေပဲရှိအကြီးဆုံးလေးကမှဒါသမီး3ယောက်ထဲမှာအကြီးဆုံးကမှ10နှစ်ပတ်လည်လောက်ပဲရှိသေးတယ်မိသားစုတစုမှာတန်တန်မာမာဒီမိသားစုကိုတကယ် handle လုပ်နိုင်တဲ့ လောက်ကင်ကျွေးမွေးနိုင်တဲ့ယောက်ျား၃ယောက်ကြာတော့ခြေတက်ကအတင်းအာရမပေါ်တာဆွဲသွားတယ်။သူပြောတယ်တားလက်လေးဆိုရင်ဆေးရုံမှာ9လလောက်ရှိပြီဆိုတာကဒဏ်ရာရပြီးတော့မှဆေးရုံတက်နေရတာကိုဆိုလိုတာ။အဲ့တော့သူကလိုင်းပေါ်မှာဆယ်လီဖြစ်ချင်လို့ပြောတဲ့အမျိုးသမီးတယောက်လည်းမဟုတ်ဘူး။သူ့ရဲ့ပုံမှန်တံတန်းကိုကြည်ချင်းအဖင်ကဒါရိုးရိုးသားသားနဲ့ချင်းပြောတိုင်းနေရာမရှိဘူးဗျာရင်ဖွင့်နေရာဘယ်သူမှမရှိဘူး။ ဘေးပဝင်းကျင်ကိုယင်သွားဖွင့်ရင်လည်းစစ်တပ်ကိုဆန့်ကျင်ပါတယ်ဆိုတဲ့ဟာနဲ့ဒါတိုင်ရဲသွားပြီးတော့မှစစ်တပ်ကိုသွားလက်တို့ရင်လည်းတခါဒီမျိုးသမီးကဖမ်းခံအောင်မယ်မိဘကလေး၃ယောက်ကခုတ်ကိုရမဲအောင်မယ်ပေါ့နော်မပ္ပဒါဖြစ်စင်တဲ့တောင်ဒါဆိုးတယ်လို့တောင်ပြောလို့ရတဲ့အခြေအနေမျိုးဒီစစ်တပ်ကကျုံမာနေပြီပေါ့နော်အဲ့တော့သူ့မှာတိုင်းနေရမရှိဘူးယင်ဖွင့်နေရမရှိတော့သူဘာလုပ်ရလဲဆိုတော့သူဒီတိုင်းကိုယ့်ဘာကို selfie ဆွဲပြီးတော့မှ ဗီဒီယိုဖိုင်လေးရိုက်ပြီးတော့မှ59စက္ကန့်သာလေးရိုက်ပြီးတော့မှ तू ကလိုင်းမော်တင်လိုက်တယ်အဲ့တော့ပြည်သူတွေမှာတိုင်းလျာမရှိဘူးဆိုတာကတော့တကယ်သေးချာနေပြီပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဟိုဖောင်းထုတ်တဲ့ဇာတ်ကားတော့မဟုတ်ပါဘူးကျွန်တော်တူတူရောက်ရဲ့အမြင်ပါမဲတင်အရမပေးခိုင်းရင်တိုင်လို့ရပါတယ်ဆိုတော့ဇာတ်ကလုံးကလည်းကျွန်တော်တို့တိုင်ပုံတိုင်နီးစနစ်တွေတို့ ဘယ်လိုမျိုးတိုင်ရမလဲဘယ်သူ့ကိုဆက်သွယ်ရမလဲဘယ်လိုလုပ်ရမလဲဘယ်လိုပြောရမလဲဆိုတော့စနစ်မျိုးတွေလည်းဒါထည့်သွင်းပြီးတော့မှပြင်ညာတင့်နေဆိုတဲ့ဟာကိုဒါကျွန်တော်အနေနဲ့အကြံပြုချင်တာပေါ့နော်အဲ့တော့ဒါမဲမဲပေးတာလောက်ဒီပါပါလေးကိုအိမ်ကနေထွက်လာခဲ့မဲယုံသွားဆိုတော့ပါပါလေးကိစ္စလောက်ကိုမပြောနဲ့ပေါ့နော်အခုထူထူထဲထဲကိစ္စတမိသားစုလုံးမှာရှိတယ်တန်တန်မာမာယောက်ျား၃ယောက်ကိုတော့မှပဲဒါအတင်းအားမှချစ်တဲ့ထဲကိုထည့်တဲ့အနေအထားမျိုးအထိ ကျွန်တော်ပြည်သူတွေအနိုင်ကျင့်ခံနေရပြီဒီလိုစစ်တပ်မျိုးကကျွန်တော်တို့ကတိုက်မထုတ်ဘူးဆိုရင်ဘလို့စစ်တပ်မျိုးကိုတိုက်ထုတ်မှလဲပေါ့နော်ရှေ့လျှောက်ပြီးတော့မှကျွန်တော်တို့ဒေတက်ထီစိုးဘွယ်ရာတော်လိုင်းရှင်ကိုမြင့်လာတာနဲ့အမျှမြင့်လာတာနဲ့အမျှမြင်းလဲမြင့်နေတယ်မြင်းလဲမြင့်နေတယ်တော်လိုင်းရဲ့အရှိန်အဟုန်ကမြင့်တယ်လို့လဲမြင့်လာလို့တချို့စိုးမိုးနယ်မြေတွေကမလေးရှားနိုင်ငံနဲ့ကျယ်တယ်ဆိုတာလဲတကယ်မလေးရှားနိုင်ငံတဲ့ကျဲတီထီကိုကျွန်တော်စိုးမိုးထားနိုင်ပါတယ်ဒါလည်းအမှန်တရားပါဒါပေမဲ့ကျွန်တော်တို့လေချောင်း ငိုတော့မဆိုးမိုးနိုင်ဘူးပေါ့နော်လေချောင်းငါစစ်ကောင်စီကအချိန်မရွေးဒါအရေးတာမှုရှိနေတယ်ည7:00နာရီလဲကျဲလို့ရညတနာရီလဲကျဲလို့ရတယ်ဘယ်ချိန်ဖြစ်ဖြစ်ဒါ night flight နေဒါလုတ်တယ်ပေါ့နော် night flight နေဒါလုတ်ပြီးတော့မှဒါကျွန်တော်တို့ပြည်သူလူထုအိတ်ဆက်နေတဲ့အချိန်မျိုးတွေမှာဒါကျွန်တော်တို့ဟိုအပြင်းပြင်းထန်ထန်ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်လည်းပြင်းပြင်းထန်ထန်ဒါလုတ်ကင်နေတာတွေတွတ်တွေ့ရတယ်ကျန်တဲ့နေရာတွေမှာဆိုလို့ရှိရင်လည်း ဒီတိုင်းပဲပေါ့နော်မိုးကုတ်ဘက်ကလင်းတရက်တရက်ကိုလင်းချစ်ကောင်းစီရဲ့လေချောင်းယုံမာမှုကိုထိုင်ပြောမယ်ဆိုရင်တော့ပဲကျွန်တော်တို့မိနစ်20နာရီဝက်မကအောင်ဒါဒေတာဘောင်းစုံကိုဘုံကျဲခံနေရတဲ့အနေအထားမျိုးထိသွားကြုံနေရတယ်လို့ပြောချင်ပါတယ်နောက်တစ်ခုကအဲနောက်တစ်ခုကလည်းဝမ်းနေတဲ့တရင်တစ်ခုပဲပေါ့နော်ဒါကပါလဲဆိုတော့ကျွန်တော်တို့ဒါဖကန်ဘက်ကပေါ့နော်မော်စီစာကြီးရွာမှာမျိုးသမီးဒေတာကန်မျိုးသမီးတူကပါလို့ဆိုတော့စစ်တက် ကားရဲ့နောက်မှာဆိုင်ကင်နဲ့ကတ်လိုက်တယ်နော်အဲ့တော့ကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေကစစ်တပ်ကားကိုမိုင်းဆွဲတယ်ဆွဲလဲဆွဲရောဒါနောက်ကအပြင်းမဲ့တဲ့ပြည်သူတယောက်ကသွားပြီးတော့မှအဲ့တော့ကျွန်တော်တို့ကခွေးကိုခဲနေပြီဒါခွေးနားမှာကတ်လိုက်လာတော့ကတ်လိုက်လာတဲ့လူကိုသွားပြီးတော့မှခဲစဆင်တဲ့ပုံစံမျိုးအနေထားမျိုးဖြစ်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့တန်ခါးနာနီးတန်ခါးမိုးဆိုးနာနီး မိုးဆိုးဆိုလိုပဲမတွဲတင်တဲ့လူနဲ့သွားပြီးတော့မှမတွဲပါနဲ့မကတ်တင်တဲ့လူနဲ့ကတ်မလိုက်ပါနဲ့စစ်တပ်ကနောက်ကလိုက်ရင်အရင်တုန်းကအန်ရီကင်းတယ်လို့ထင်ရပေမဲ့အခုကကစစ်တပ်ကနောက်ကကတ်လိုက်လေပို့ပြီးတော့မှအန်ရီများလေဒီခီးကဘယ်လောက်ထိအရေးကြီးနေလို့လဲပေါ့နော်အဲ့တော့စစ်တပ်ကသူ့ဘက်သူသွားပါစေသွားပြီးကိုကနောက်ကနေပြီးကမှ7မိနစ်တော့လကောင်း15မိနစ်တော့လကောင်းခွာပြီးတော့မှအေးအေးဆေးဆေးဒါကိုလူရခီးကိုသွားလို့ရတယ်ပေါ့နော်ဒါကလည်းစိတ်မကောင်းစရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ အဲဒီကောင်းလေးနဲ့ပတ်သက်ပြီးတော့မှအဲ့လိုမျိုးအဲကတ်ပြီးတော့မှလိုက်တာတွေပြူတာတွေပြည်သူလူထုအနေနဲ့လည်းဒါပြည်တွင်းကပြည်သူလူထုတွေအနေနဲ့လည်းစင်ကျင်သင့်တယ်ဆိုတဲ့ဟာလေးဒါပြောကျင်တယ်ပေါ့နောက်တစ်ခုကတော့ဒါကျွန်တော်တို့လေခေကောနဲ့ကော့ဂရိတ်ပချမ်းမှာတော့ကျွန်တော်တို့တောက်လျှောက်အောင်ဝဲဒီအလီလီဒါ KNU KNN အနေနဲ့ကျွန်တော်တို့ဒါ PDF အဖွဲ့တွေကအောင်မြင်မှုတွေများစွာရရှိနေပါတယ်ကော့ဂရိတ်ဘက်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါကော့ဂရိတ်အကျော်ပေါ့နော် ကော့ဂရိတ်အကျော်ကျွန်တော်တို့အဲဒီ အောက်ပိုတဲ့ဘက်ကနေအောက်ပိုတဲ့အလဲပိုတဲ့ဘက်ကိုတက်တဲ့ဒါဟိုကွန်ကရစ်မြောက်ရီလမ်းဟောင်းလို့တင်ကန်းကြီးတော်လမ်းဟောင်းလို့ပြောလို့ရတဲ့ဘက်ချမ်းမှာကျွန်တော်တို့ဒါထီပိုးဆန်တို့မိဖလဲတို့ဘက်မှာစစ်ကောင်စီကအပြင်းထန်စစ်ကြောင်းထိုးနေတဲ့ဟာမှာကျွန်တော်တို့ဒလိုင်းတပ်ဖွဲ့တွေကကောင်းကောင်းဂျားဖြတ်တိုက်ခိုက်နိုင်ခဲ့ပါတယ်တိုက်ခိုက်နိုင်တဲ့အတွက်ကျွန်တော်တို့ဒါစစ်ကောင်စီဘက်ကဆိုငချင်းမီးတွေတို့ဂျန်နဲ့လက်နက်ပေါင်းများစွာရရှိတယ်ပြီးရင်မနေ့ကဆိုလို့ရှိရင်လည်းဒါလေခေကောမှာ တကယ်ကောမှာဆိုရင်ကျွန်တော်တခါပြောပြခဲ့တယ်တရင်ကိုရင်းနဲ့ viewer အုံးပြူဟာရှိတယ်ဒါမှနှစ်နှစ်ကတရင်ကိုရင်းနဲ့ viewer အုံးပြူဟာအဲ့ 6K ကောမျိုးလေးအဝင်းဝိုင်းလေးတွေကနေကောလုံးဝမထွက်နိုင်အောင်အထိအပိတ်ခံထားရတယ်အပိတ်ခံထားတဲ့ခါကျတော့ဟိုတရက်ကဆိုကျွန်တော်တို့ဒါဘူရာဘောတို့ဒါဟိုမိုးကသားကြီးခင်းပြီးတော့မှဒါတနတ်တွေကြည်စံနေပေါ့နော်အဲကျွန်တော်တို့အဲ BA တရား 60မမကိုမိုင်တို့စိန်ပြောင်းနှစ်လက်နဲ့အတူတူပေါ့နော် RPG ဘုံသီးတွေရောကျွန်တော်60ဘုံသီးဆိုအတိုအရှည်တွေရောပြီးလို့ရှိရင်5.5လျှောက်9.6နှစ်ဆိုရင်ဒါတောင်းချီပြီးတော့မှရတဲ့အနေအထားမျိုးဒီအောင်မြင်မှုရခဲ့တဲ့အပြင်ဒါအလဲလဲပြုတ်ပြုတ်ဖြစ်အောင်လဲတိုက်ခိုက်ထားနိုင်တယ်ပြီးတော့နောက်ထပ်မနေ့ရဆိုလို့ရှိရင်ထပ်ပြီးတော့မှကျွန်တော်တက်မှနှစ်နှစ်ကတယောက်ဆိုရင်တော်တော်ကောင်းဖြူနေပါပြီဒါဘူရာဘောစီမှာတနက်လာအပ်ပြီးတော့မှကျွန်တော်တို့အလင်းဝင်တဲ့အခြေအနေမျိုးအထိဒါကင်ပီနယ်မှာကျွန်တော်တို့ဘက်က စိုးမိုးထားနိုင်တယ်ဆိုတော့အခြေအနေလေးပေါ့နော်ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောပြခြင်းပါတယ်နောက်တစ်ခုကတော့ဒါအဲဒါကတော့နည်းနည်းလေးကြီးရယ်ပေါ့နော်ကြီးရယ်ဆိုတော့ဒါလေးခုံခုံလေးပေါ့နော်လေးခုံခုံလေးဆိုတော့ကျွန်တော်ဟိုဟာပေးတာမဟုတ်ဘူးနှလုံးခဏပေးတာမဟုတ်ဘူးဒါကျွန်တော်အာရခတ်တော့အေကဗိုလ်ချုပ်ထွန်းမြတ်နိုင်က48နှစ်ပြည့်သူက48နှစ်ပြည့်မွေးနေ့ကိုကျွန်တော်တို့သူ့ရဲ့တက်ဆိုင်ရာတက်ဖွဲ့တွေအတိအကျနေပြီးကမှ Happy Birthday ပါဗိုလ်ချုပ်ဆိုပြီးတော့ဝိုင်းပြီးတော့မှစူတောင်း ပေးတာတွေရှိသလိုကျွန်တော်တို့တခြားလွတ်မြောက်နေမိမှာလဲကျွန်တော်တို့ရဲ့အကျဉ်းချကန်ထားရတဲ့မတရားထိန်းသိမ်းဖန်တီထိန်းသိမ်းခံရတဲ့ကျွန်တော်တို့တမဒါကြီးဦးဝင်းမြင့်ရဲ့84နှစ်ပြည့်မွေးနေ့လေဒါပြီးခဲ့တဲ့ရက်ပိုင်းမှာအဒါအတူတူနှီးပါပေါ့နော်84နဲ့48အတူတူနှီးပါတော့အဒါမွေးနေ့တွေသွားပြီးတော့မှတိုက်တိုက်ဆိုင်ဆိုင်တွေသွားပြီးဖြစ်ကြတယ်ပေါ့နော်အဲဒီရက်မှာပဲစစ်ကောင်စီကကျွန်တော်မနေ့ကပြောခဲ့တဲ့အထက်မှာပါတယ်စစ်ကောင်စီက ရေကောက်ဘွယ်ပထမပိုင်းလုံးမဲ့ကျွန်တော်တို့ဒီတင်မှာ78မှာလုံးမဲ့ရေကောက်ဘွယ်ပထမပိုင်းမှာရခိုင်ပြည်နယ်မြို့ဘယ်မြို့တွေပါလဲဆိုတော့ကျွန်တော်တို့အန်တောင်ကုတ်တန်တွဲခွာဆိုတဲ့မြို့၄မြို့ပါတယ်ပေါ့နော်ဒါအရခါတော့အေးထိန်းချုပ်ထားတယ်မြို့၄မြို့ဖြစ်ပါတယ်အဲ့ဒီမြို့၄မြို့ကို စစ်ကောင်စီကကျွန်တော်တို့တရုတ်ရဲ့ဖိအားနဲ့အတူတူ ပြန်ပြီးတော့မှ ပေးဖို့ဆိုပြီးတော့မှကျွန်တော်တို့နောက်တစ်ချိန်ထပ်ပြီးတော့မှ ကြိုးစားလိုက်ပေါ့နော်နောက်တစ်ကြိမ်ဆိုတာကျွန်တော်ဒီတက်ဖွဲ့မြောက်ပိုင်း၃ဖွဲ့မှာဒီလိုမျိုး AA စစ်စစ်ပြန်ပေးတာနှစ်ဖွဲ့ကတော့ပြန်ပေးပြီးဖြစ်သွားပြီအရကတော့ A တစ်ဖွဲ့ပဲကျန်တော့တယ်အဲဒီဖွဲ့ကိုအခုဆိုရင်မျိုး၄မျိုးစစ်ကောင်စီကအသာတကြီးလေးပြန်ပေးဖို့အတွက်တနက်တစ်ချက်မှမဖောက်ပါပဲပြန်ရဖို့အတွက်ကြိုးစားလာပါပြီတရုတ်ကနေတဆင့်ဖိအားပေးလာခဲ့တယ်အဲ့တော့ကျွန်တော်တို့ယုံကြည်အာကိုလေးစားရတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ပြောထားတာရှိပါတယ်။သူပြောထားတာတော့အင်္ဂါဂျူက ရှင်းလာပြီးတိုင်းရင်တော့မှာပဲဘလို့မှာမရဘူးသူ့ရဲ့လုံအလုပ်တွေကရက်တန့်သွားမှာမဟုတ်ဘူးတော်လိုင်းရဲ့ရက်တန့်သွားမှာမဟုတ်ဘူးဆိုတော့စကားလည်းပြောခဲ့သလိုသူ့ရဲ့48နှစ်ပြည့်မွေးနေ့မှာသူပြည်သူလူထုအတွက်ဒေတဲ့ပို့ပြီးတော့မှတိုင်းပြည်နဲ့လူမျိုးတွေဒေတဲ့ပို့ပြီးတော့မှစ조사သွားပါမယ်ဒေတဲ့ပို့ပြီးတော့မှလှုပ်ဆောင်သွားပါမယ်ဆိုတဲ့စကားကိုလည်းဒါသူကအတီးလင်းထုတ်ပြီးတော့မှပြောထတာရှိရယ်ပေါ့နော်အဲ့တော့ကျွန်တော်စဉ်းစားကြရက သူ့မှာတခြားဘာဖိအားတွေရှိအောင်မလဲကျွန်တော်တို့ဒီမျိုးလေးမျိုးကတကယ်ပဲတရုတ်ရဲ့ဖိအားကြောင့်ကျွန်တော်တို့ချစ်ကောင်စီကအေးအေးဆေးဆေးပြန်ရသွားနိုင်မလားဗောနော်ပြန်ရသွားလို့ရှိရင်တော့ကျွန်တော်တို့ဒါရခိုင်ပြည်နယ်မှာချစ်ကောင်စီထိန်းချုပ်မျိုးက9မျိုးဖြစ်လာပြီးတော့မှကျွန်တော်တို့အာရခတ်တော့အေးထိန်းချုပ်မျိုးက10မျိုးပဲကြံတော့မဲ့အနေထားမျိုးဖြစ်သွားလိမ့်မယ်ဗောနော်အဲ့တော့ဒီဟာကကျွန်တော်တို့ဟိုသူ့ရဲ့ပြန်ပေးရင်မပေးမပေးရင်ကတော့သူ့ရဲ့ဒါအာရခတ်တော့အေးကဘိုးချုပ်ထုံးမြတ်နိုင်ရဲ့အပိုင်းဖြစ်တယ် ဒါပေမဲ့ပြန်ပေးခင်ကျွန်တော်ပြည်သူတွေဘလောက်အထိရင်ထဲမှာဘလောက်ထိဟိုကဖြစ်မလဲဆိုတော့ဒီချိန်မှာ AACC ပြန်မပေးခဲ့တဲ့ဗကြောထုံမျက်နှာကိုပဲကျွန်တော်တို့ပြည်သူတွေကတကယ်စံပြုတ်စံထားအဖြစ်စံတမူနာပြအဖြစ်ထားပြီးတော့မှနေနေရပြောရင်ဗျာခိုင်းချင်းချင်းလေးပြောရင်တော်လိုင်းမိုဒီယူရတာဆိုကျွန်တော်တို့က AA ကိုပဲတော်လိုင်းမိုဒီကြည့်ကြည့်ပြီးတော့ယူနေရတာဟာသူတို့တော်မှဒီလောက်ထိတင်းခံထားနိုင်ထားနိုင်သေးတာကွာသူတို့ရဲ့ အောင်မြင်မှုတွေကိုလက်ဆုပ်လက်ကမ်းတလောက်ထိပြည်သူလူထုကိုပြထားနိုင်သေးတာပဲကွာငါတို့လည်းကျန်တဲ့တပ်ဖွဲ့တွေလည်းတနေ့တစ်တစ်ချိန်ချိန်မှာဒီလိုမျိုးလက်ဆုပ်လက်ကမ်းနဲ့အတီတကျပြသနိုင်တဲ့နေမြေတွေရှိလာမှာပဲဆိုတော့ရောင်နီနဲ့အတူတူပေါ့နော်ကျွန်တော်တို့ကအေးကိုပဲစန္ဒမူနာပြတော်လိုက်မူတီယူယူပြီးတော့မှကြည်နေရတဲ့ဟာက ပြည်သူရဲ့နှလုံးသားလို့လည်းပြောလို့ရတယ်ပြည်သူရဲ့တကယ်အရေးကြီးမျှော်လင့်ချက်လို့လည်းပြောလို့ရတယ်ဒါကိုဘုရုထုံးမြတ်နိုင်ရိုက်ချိုးပစ်လိုက်မလား လုတ်ရက်ပါမလားပေါ့နော်လုတ်ရက်ပါမလားဆိုတဲ့ဟာတော့ဒါကျွန်တော်တို့ဘယ်လိုပြောရမလဲရုပ်ရှင်ပိတ်ကားဖို့မှာပဲဆက်ပြီးတော့မှကြည့်ရမယ်အနေအထားမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမျိုးလေးမျိုးကတော့ကျွန်တော်တို့ပြည်သူလူထုရဲ့ဆန္ဒကောအရခတတော်အေးရဲ့ဆန္ဒကောအကုန်လုံးကတော့ဒါပြန်ပြီးတော့မှပေးဖို့မရှိတော့ဘူးမပေးတော့ဘူးလို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့မပြေးတော့လေကံရရှိဆိုသလိုတခုခုမြန်ပြုလုပ်ခဲ့ပြီးတော့မှဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကျွန်တော်တို့မမြင်နိုင်တဲ့ ဖိအားတွေပေါ့နော်ဒေါ်လာကြီးလုံးနေတဲ့ခေါင်းဆောင်တယောက်မှာကျွန်တော်မမြင်နိုင်တဲ့ဖိအားတွေအများကြီးရှိပါတယ်တချို့တချို့သူတို့မှာတချို့ရက်တွေမှာညာအိတ်မပြောတဲ့ရက်တွေတညာလုံးမအိတ်ဖဲနဲ့ငုတ်တုံမိုးလင်းခဲ့တဲ့ရက်မျိုးတွေတောင်ပဲသူတို့မှာရှိခဲ့တဲ့အခါကျတော့ကျွန်တော်မမျော်လင့်နိုင်တဲ့ဖိအားတွေများရှိခဲ့လို့ဒီမျိုးလေးမျိုးကိုပြန်ပေးခဲ့မယ်ဆိုရင်တော့စစ်ကောင်စီကကျွန်တော်တို့တော်လိုင်းကိုကောင်းကောင်းကစားလို့ရသွားပြီနော်အဲတိုင်းတစ်ပါးနဲ့အတူတူသူကတော့အဲဒီကျွန်တော်တို့ချင်းနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းဒါ ဒီအိန္ဒိယကိုသူရအောင်ညှိနှိုင်းပါပဲညှိနှိုင်းပြီးတော့မှအချင်းငါတိန်းထားတဲ့နေမြေတွေကိုဖိအားပေးပြီးတော့ပြန်တောင်းဖို့တွေသူစီမံမှာပဲတရုတ်ကလည်းဒီတိုင်းပဲကျွန်တော်တို့ဒါလာရှိုးပဲလေဒီတိုင်းပဲနောင်ချိုပဲလေဒီတိုင်းပဲကျွန်တော်တို့ဒါ KI KI ဘက်လေသူဒါနဲ့ပတ်သက်ပြီးတော့မှဖိအားပေးပြီးတော့တောင်းဆိုတာတွေလက်သိထိုးတောင်းဆိုတာတွေရှိတာပဲဗောနော်အဲ့တော့ဒါအေဟိုမြန်မာနိုင်ငံအနောက်ဖျားမှာရှိတဲ့ ်အသိခံရတဲ့မြို့ကိုမြန်မာနိုင်ငံရဲ့အရှိဘက်ဖျားမှထိဇက်နေမြေတရုတ်နဲ့လှမ်းပြီးတော့မှကျွန်တော်တို့တနိုင်ငံလုံးကိုကြော်ပြီးတော့မှလက်တန်ရှိကြီးနဲ့လှမ်းပြီးတော့မှဖျားပေးခိုင်းတဲ့အရာကဒါတရုတ်ရဲ့ကျွန်တော်တို့ဘောမှာဂျားဝင်နေမှုကနော်မြန်မာပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်နေမှုကတော်ယုံတန်ယုံအဆင့်မဟုတ်တော့ဘဲနဲ့မြန်မာအကြမ်းဖက်အာနာသိန်းအစိုးရအာနာလုထားတဲ့ကောင်တွေက မြန်မာအစိုးရလိုတော့ခေါ်တွင်ဖို့မတန်တော့ဘဲနဲ့ကျွန်တော်ပြုတ်အစိုးရတောင်ဖြစ်နေပြီလားလို့တောင်ထင်ရတဲ့အနေအထားမျိုးတိရှိလာတယ်ပေါ့နော်အဲ့တော့ဒီမျိုး၄မျိုးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကစိုးရင်ပေါ်ရတရက်ဖြစ်လာနိုင်တယ်လို့လဲဒါကျွန်တော်အနေနဲ့ဒါသုံးသက်ရှင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ကျွန်တော်ဒီစိတ်မကောင်းစရာတော့မတ်ပရာတဲ့တောင်စိုးတဲ့အခြေအနေမျိုးတိကျွန်တော်ပြည်သူတွေရင်ဆိုင်နေရပါပြီအဲ့တော့ဘာဖြစ်လို့ရှိရင်တိုင်ကြလို့ရပါတယ်ညာဖြစ်လို့ရှိရင်တိုင်ကြလို့ရပါတယ်လို့ကျွန်တော် statement တွေထုတ်မဲ့အစား ဘယ်လိုမျိုးတိုင်ကြပါဘသူစီကိုဆက်သွယ်ပါအဲဥမာ6မျိုးနေမှာအခုတော့သူ6မျိုးနေမှာဖြစ်တယ်ဖြစ်တယ်ဆိုလို့ရှိရင်ဒီမိသားစုကခိုးကိုရမယ်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့6မျိုးရဲ့အနီးတစ်ဝက်မှာရှိတဲ့ဘယ်ဒေါ်လိုင်းတက်ဖွဲ့ကိုဆက်သွယ်ပြီးတော့မှအဲ့ဒေါ်လိုင်းတက်ဖွဲ့ရဲ့အခုအညီနဲ့မိသားစုရဲ့စားဝတ်နေရေးသုံးဖို့နေရေးထိုင်ရေးအခုဆိုရင်ဒီမျိုးသမီးကဒါလိုင်းပေါ်မှာတက်သွားပြီဖြစ်တဲ့အတွက်တေချာပေါက်ဖမ်းခံရဖို့များသွားပြီအဖမ်းမခံရခင်မှာငါတို့ဘလို့ကူညီလို့ရမယ်ဘလို့လုပ်လို့ရမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ဒီလိုမျိုး ဟိုဟိုဟာဖြစ်တဲ့ညွန်ကြားချက်တွေကိုပဲဒီလိုမျိုးအကူအညီတကယ်မြေပြင်မှာလက်တွေ့အကူအညီဖြစ်စေတဲ့ statement မျိုးပဲထုတ်ဆေခြင်းလေလို့ဆိုလိုတာပေါ့နော်အဲ့တော့စင်မူတန်းချောင်းညင်လားစင်မူတန်းချောင်းညင်ရင်ဗိမ်မြို့နယ်ဆိုရင်ဗဒက်ဘွဲထံကိုဆက်သွယ်ပါဗိမ်မြို့နယ်ဆိုရင်ဗဒက်ဘွဲထံကိုဆက်သွယ်ပါမဲပေးဖို့အတင်းချချင်းချောက်လာလားချင်းချောက်လိုက်ရင်ဗိမ်မြို့နယ်ဆိုရင်ဗဒက်ဘွဲကိုဆက်သွယ်ပါအဲ့မှာတာဝန်ခံဘလူပါဗိုင်ဘာနံပါတ်ဘလောက်ပါဘလူပါဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့ Telegram ငါဘလူပါ Facebook page ကဘယ်ဟာပါဆိုပြီးတော့မှကျွန်တော် link တွေချပြီးတော့မှ အလုံနိုင်လိမ့်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှတဘာဝကြလိမ့်မယ်ပို့ပြီးတော့ပြည်သူလူထုတွေလည်းပို့ပြီးတော့အားဖြစ်စေမယ်ပို့မိုတီဖြစ်စေမယ်ဆိုတဲ့ဟာလေးကိုပြောချင်တာပေါ့နော်ဒီတိုင်းပဲဒါစစ်တပ်ရဲ့ကာနာမှာတွားပြီးတော့မှလ ਾਇ ရလ ਾਇ ရတက်လို့မိတဲ့ဒါကျွန်တော်တို့အပြစ်မဲ့ပြည်သူမျိုးသမီးတကူးကဒါဆိုင်ကနေကပ်ပြီးတော့မောင်းတယ်ဗောနော်ဒီလိုမျိုးတွေကကျွန်တော်တို့မလုတ်တင်ပါဘူးအမှန်တကယ်စစ်တပ်နဲ့ပတ်သက်တဲ့ဟာဆိုလို့ရှိရင်ဝေးဝေးကိုဆေးသုံးဆောင်ပစ္စည်း ဆိုလို့ရှိရင်ဒါအိမ်မော်ဖုတ်တက်သလိုတောင်ဖြစ်သေးရယ်ပေါ့နော်ဆေးသုံးဆောင်ပစ္စည်းနဲ့ပတ်သက်တာတို့တို့ခရီးသွားတဲ့အချိန်မှာတို့နဲ့နီနီနာနာမှာထိုင်တာတို့တွေဒီလိုမျိုးတွေမလုခဲနဲ့ကျွန်တော်တို့ဒါတကယ်ကင်းကင်းရှင်းရှင်းအဲကျွန်တော်တို့သွားရေးလာရေးရာစားနေထိုင်ရာစားယူဆိုင်ပြီးနေထိုင်စီကျင်တယ်လို့ပြောကြင်ပါတယ်ကျွန်တော်နောက်ဆုံးပြောခဲ့တဲ့ဟာကတော့ဒါမရောထုံမြတ်နိုင်ကမြေသူလူထုရဲ့ဖီးအားဖြစ်ပါစေเนาะမြေသူတူတူတယောက်ရဲ့ဖီးအားဖြစ်ပါစေသူလုံးဝမှ ်ဒီဟာနဲ့ပတ်သက်ပြီးတော့လုံးဝမလျှော့နိုင်ဘူးသူလှုပ်ရှားရှိတော့ပြပြတတလုံးမယ်လို့ပြောထားတဲ့ဇကားကဒါအရင်တော့ကျွန်တော်တို့တက်တည်ပြဖို့မလိုပေမဲ့ဒါဒီနေ့ဒီချိန်မှာတရုတ်ကနေဒီမျိုးလေးမျိုးကိုပြန်တောင်းလာတဲ့အချိန်မှာဒါဘုရုပ်အနေနဲ့ကဒီဇကားကိုတက်တည်ပြလို့ရတဲ့အချိန်တန်လာပြီပေါ့နော်အချိန်တန်လာပြီဒီဟာကိုဒါတကယ်မပေးဘဲနဲ့တရုတ်လဲဟိုရရန်ပြောရင်တရုတ်လဲစောက်ဝေးမဆိုင်ဘူးကွာငါတော်လိုင်းငါလူတူးနဲ့ငါတော်လိုင်းအလုတ်ငါငါရေရေဝင့် လုံမယ်ဆိုတော့ကျွန်တော်တို့ပြည်သူရောတခြားဒေါ်လိုင်းတက်ဖွဲ့တွေရောရဲ့စံတမူနာပြဗိုလ်ချုပ်တယောက်ဖြစ်ဖြစ်လာနိုင်မလားဆိုတော့ကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်လို့ပြောကြရင်လည်းကျွန်တော်ရဲ့ဆွေးနွေးမှုလေးဒီကုန်းချုပ်ပါရဲ့ဗျအားလုံးပဲကျေးဇူးတင်ပါတယ်